ဟိုသူရိုက်မယ်ဆိုတဲ့အချိန်မှာတခြင်းပေးရပါတယ်မျိုးအဲ့နဆိုးဆိုတဲ့တခြင်းမျိုးသဘောကျလို့မျိုးရွေးရွေးခဲ့ရပါဘောသူကနပုတ်နပုတ်ပြရပါဘောနော်အဲ့ဒါအမဟိုတပုတ်မိုက်ကြိုက်တာတပုတ်ယူပါဆိုအဲ့နဆိုးတခြင်းလေးကိုမျိုးသဘောကျလို့ရွေးခဲ့ရပါဘောပြီးပြောလဲမရိုက်ချင်ဘူးဒီမှာတေချာလေးနဲ့လုတ်ချင်တယ်ဆိုတော့ဟိုမင်းသမီးနဲ့ကောင်းအောင်တရားချင်းနေဆိုတော့နည်းနည်းအချိန်ပေးရတယ်။ဒါတပုတ်တော့နေကနေဖြစ်တာပေါ့နော်။ပြန်ပြီးတော့ကိုယ့်အတွက်ဟိုဘာမျိုးအင်ကမ်းမျိုးအဲ့လိုမျိုးတွေးလို့မရဘူး။နံပါတ်လေးတစ်ခုကြံခဲ့ပြီပဲ။အဲ့လိုပဲရွေးပြီးကျွန်တော်လုပ်နေတာတစ်ချင်းတပုတ်ပေါ့။အဲ့တော့ကံပါးတိကြတော့ ောဖြစ်မှာပေါ့နော်အဆင်ပြေမယ်ထင်တာပဲတော့ထုတ်သမျှကျင်တော့ကောင်းကောင်းပဲကျွန်တော်ထုတ်တာပေါ့နော်နောက်ထပ်လည်းအဲ့လိုပဲထုတ်နေမှာပဲဟုတ်ဆိုတော့ကျတော့အာမီမီသားဆိုတော့ကျတော့တို့ကျတော့ဘာပေါ့နော် main sponsor ရပါဆိုလဲတိတ်လွယ်ကူတောင်းလို့ရပါတယ်မှာကျတော့ underground ကကျတော့ main sponsor လည်းလွယ်ကူတောင်းလို့မရဘူးအဲ့အတွက်ကိုပ္ပဆန်နဲ့ကိုကြီးဆန်ကိုကိုကျွေးတဲ့ကိုစုပြီးလောက်တာပို့ပြီးတော့အချိန်ကြာတော့ပေါ့နော်တဘိုးတို့ထွက်ဖို့အဲအရှင်းထွက်တဲ့တဘိုးကိုလည်းတန်ဖိုးထားတယ်ပြတဘိုးစီကိုကျွန်တော်တခြားလောက်သွားလို့ဟုတ်အဲ့အဲ့ဒါတိုက်ဆိုင်သွားတာကိုတဘိုးကကျတော့မိုးရင်းမိုးလို့မိုးရင်းထုတ်လိုက်တာ မနေ့ကနတ်ဆိုးကအရင်ထုံးလို့ပေါ့နော်ဒါပေမဲ့နတ်ဆိုးကကျတော့မိုးရင်းဖြစ်နေတော့အမြဲလွယ်တယ်မိုးရင်းထုံးလိုက်တာဒါကကျတော့တက်ကိုရိုက်ချင်လို့ရိုက်ပြန်တော့ဒီမှာအမ်ပီကတော့ကျတော့တချင်လေးပေါ့နော်မနေ့ကတည်းကရိုက်ဖို့စိတ်ကူးတာပေါ့အဲ့ဒါမနေ့ကကျတော့မိုးရသည်ဆိုတော့တပုတ်ထထတော့ဒီနေ့တော့နတ်ဆိုးကတပုတ်ထပြီးထထထတာပေါ့ဒုတိယတပုတ်ပေါ့ကျတော့ဟုတ်နတ်ဆိုးလို့ခေါ်ပါတယ်အဲ့ပြီးတော့အမျိုးကကျွန်တော်အငယ်တည်းကလေမလာပါနဲ့ MV ကအဲအရန်လှတဲ့ကမိုက်တယ်ပေါ့နော်မျက်တလုံးအရန်လှတဲ့အိုင်ဒီယာတောင်းနေတာဒါပေမဲ့အခုကျတော့ခင်သွားတော့ပေါ့နော် မနဲ့ခင်းနဲ့အမတောင်နဲ့အလိုရင်းနေပြီးတော့အမအခုတောင်းပေးပြထားဟုတ်အဲ့လိုမျိုးလေတော့တချင်းရအမကိုပဲလက်ဆက်ပြနေတာခုဆိုမိကောက်ကမှာဆိုလို့တချင်းပုံပါလေအော်တချင်းနဲ့အဲ့ဒါနဲ့ကိုက်ညီပါလို့နော်နော်ဟိုတကယ်အဲ့ချင်းမရိုက်ပြီလေတခြားလူဆိုလည်းအမပဲသွားစမှာပါအဲ့လိုဆိုအဲ့အပြင်မှာလည်းလာလေပူတော့နုနုစီလေလာအော်သူရိုက်မယ်ဆိုတဲ့အချိန်မှာတချင်းပေးရပါတယ်မျိုးအဲ့နဆိုးဆိုတဲ့တချင်းမျိုးသဘောကျလို့မျိုးရွေးရွေးခဲ့ရပါဘောသူကနှစ်ပုတ်နှစ်ပုတ်ပြရပါဘောနော်အဲ့ဒါအမဟို တဘုတ်မိုက်ကြိုက်တာတဘုတ်ယူပါဆိုအဲ့ငါဆိုးသချင်းလေးကိုမြို့တဘုတ်စားလို့ပြေးခဲ့တာပါဟုတ်တရားလေးလုတ်ချင်တာလေးတဲ့မှာကျွန်တော်သချင်းကိုအရင်ပစ္စပ်ပေါ်လုံမို့ပြီးတော့တရားကြည့်လေးနေလည်းကောင်းမလို့တဘုတ်ထွက်လဲတွက်တဲ့နာမည်လေးတစ်ခုပေါ့နော်အဲ့လိုမျိုးလေးကြံခဲ့တာပါတစ်ခုအစဉ်ပြေးသေးရင်လို့ပေါ်ပဲမပြောက်သွားကြလို့ပေါ့နော်အဲ့ဒီပဲနော်ပေါက်တာပေါက်တာထားပေါ့နော်အဲ့ဒီကကျွန်တော်အဲ့ဝယ်ထားကျွန်တော်ကျွန်တော်အချင်းလေးတော်တော်ကြိုက်တယ်အရင်အရင်ဝယ်အစောဆုံးဝယ်ထားတဲ့ချင်းပေါ့နော်ဒါပေမဲ့ထုတ်ပြတာတော့ကြာတာပေါ့အဲ့တော့အချင်းတစ်ခုတော့မျောမဲနေပေါ့နော်မမျိုးဆဲလက်အများကြီးပါတယ်ပေါ့နော် ်မှာပေါ့လောက်ကုန်တော့ဒီဂျွန်လောက်ဆယ်ရက်လောက်အပြင်းနေပါဘောတော့အဲ့ဒီတော့မှာကျွန်တော်ထုတ်ဖို့စီစဉ်နေတယ်ဟုတ်မောင်လေးမိုးရင်းနိုင်ထုတ်ဖို့စီစဉ်ရှိရတာအဲ့လိုပေါ့လက်တက်တက်ဆက်တယ်ပေါ့သူဆိုတာနဲ့မိုးရွာသွားတာရှိရောအမကတော့ငကိုရတာသူကျွမ်းကျင်တယ်လို့ဆိုတော့ကျွန်တော်ပဲနည်းနည်းခက်ခဲတော့အမအများကြီးတော့တွဲခေါ်ပါတယ်အများကြီးကုညီပြတိတ်တော့ခက်ခဲမရှိဘူးဒါဒါအိုင်ဒီယာပေါ့ကျွန်တော်အိုင်ဒီယာလည်းပါတော့အချို့အကျန်ကလေး ်ဘာမှဟိုမှာဖြစ်ပါဘူးဟိုအရင်ဟိုခက်ခဲတာကြီးလည်းမပါဘူးလေနော်ဆိုတော့ပုံမှန်အဲ့လိုမျိုးပေါ့ဟိုချစ်စရာကောင်းတဲ့ music video တစ်ပုဒ်တစ်ပုဒ်ပါပဲချစ်စရာကောင်းတဲ့ဆိုတာအရင်ဟောအရင်နေမပါဘူးဒါပေမဲ့ तू तू ဘက်ကတော့ तू side ဘက်ကတော့အဲကိုက play war သူခံစားရတယ်အဲ့လိုမျိုးအဲ့လိုမနီးစားဘူးပေါ့တချင်းလေးကဒီမှာတော့သူပဲပလေးရတယ်မလားဟုတ်ပါဘူးအဲ့လိုမျိုးတချင်းလေးကကြိုက်လို့လေစောက်ဝယ်ရတယ်ဒါပေမဲ့အဲ့လိုထားလာပြီးတော့မရိုက်ပြစ်တာအခုကျတော့ရိုက်ဖို့စီစဉ်ရှိတော့ တော့အမားနဲ့အဲ့လိုမျိုးအစီအစဉ်ပြဆိုတာပို့ပြီးတော့ကွက်တီးပြဆိုတာကျွန်တော်ပြောတယ်နည်းဟုတ်ကိုတော့ experience အများကြီးရှိလို့ဆိုတော့နည်းတော့တင်ပါအဲ့လိုပေါ့ရှိန်တော့ရှိတာပေါ့အေးအစ်စ်တင်နေရိုက်တာဘူးမှမဟုတ်ပါဘူးကိုအစ်စ်တုံးကလည်းအစ်စ်နဲ့ပဲနည်းနည်းလေးဟိုကဖြစ်တော့လဲမျိုးဘယ်လိုဖြစ်မလဲအများကြီးရိုက်ခဲ့ပါတယ်အဲ့လိုမျိုးမှဟိုပေါ့မြောက်အောင်မြင်သွားတဲ့လူရှိသလိုအဲတိမ်မြုပ်ပြောက်ကိုသွားတဲ့လူလည်းရှိရပါတော့ဆိုတော့အဲ့လိုမျိုးဆိုတော့ဒါအဓိကတော့ လက်တွဲခေါ်ရဲဆိုတာထက်သူတို့ရဲ့စ조사အထုတ်မှုပေါ်မှာပဲမူတည်ပါတယ်ဟုတ်ကိုအတွက်ကတော့ဟိုအစ်စ်နဲ့အစ်စ်ကိုတွဲခေါ်ရလို့ဟိုအဟောင်းနဲ့ရရရလို့ဆိုပြီးတော့အဲ့လိုမျိုးခန်းစားချက်တော့ထွေထူးမရှိပါဘူးဒါပေမဲ့တခုတော့ရှိရအောင်သူတို့ကြတော့အဲကိုအဟောင်းချင်းချင်းကကြတော့အဆင်ပြေပိုပြေရပါတော့နော်လွယ်ပေါ့အစ်စ်ကြတော့နည်းနည်းလေးပိုစိတ်ရှည်ပေးရတယ်အဲပိုနားလည်ပေးရတယ်နောက်တစ်ခါကျကိုကိုတိုင်းလည်းအစ်စ်ကပဲလာတာပဲဆိုတော့လေကိုချင်းလည်းစားပါအဲ့တော့ တ်တော့မခတ်ဘူးဘာမှတော့ပန်းမကြည့်ဘူးကျွန်တော်တော့သူတို့စူးစမ်းအားထုတ်မှုပါပဲဟုတ်ကိုကတော့ဘာမှအလိုအထူးတလဲကြီးဘူးလို့တွဲခွာတာမရှိပါဘူးကျွန်တော်တော့တချင်ကဟိုကျွန်တော်ဒီအန်တာဂရောင်းမှာဆိုတော့ဗောနော်ဘာလိုက်မှာဆိုပြီးတော့ကိုကကိုစုပြီးတော့ကိုကနေကိုထုတ်ရတာပေါ့တဘို့တော့ကနည်းနည်းကြာတယ်တမပြီးကျွန်တော်ပြီးပြီးရောလည်းမရိုက်ချင်ဘူးတမတေချာလေးနဲ့လုတ်ချင်တယ်ဆိုတော့ဟိုမင်းသမီးနဲ့ကောင်းအောင်တေချာချင်တယ်ဆိုတော့နည်းနည်းအချိန်ပေးရတယ်တဘို့တော့နေကနေဖြစ်တာဗောနော်ပြန်ပြီးတော့ကိုယ့်အတွက်ဟိုမျိုးအင်ကမ်းမျိုးအဲ့လိုမျိုးတွေးလို့မရဘူးကိုနံပါတ်လေးတစ်ခုကြံခဲ့ပို့ပဲအဲ့လိုပဲရွေးပြီးကျွန်တော်လုပ်နေတာတစ်ချက်တစ်ပုံပဲ အဲ့တော့ကံဘာတတိကြတော့ဘာဖြစ်မှာပေါ့နော်အစဉ်ပြေမဲ့ထင်တာပဲတော့သူထုတ်သမျှကျင်တော့ကောင်းကွယ်မှကျွန်တော်ထုတ်တာပေါ့နော်နောက်ထပ်လည်းအဲ့လိုပဲထုတ်နေမှာပဲဟုတ်အော်တချင်းကတော့သူမျိုးကိုပေးနှားထောင်တဲ့ထဲမှာအဲ့လိုရွေးရွေးချက်ခွင့်ပေးရလဲကျေးဇူးတင်ပါတယ်အမအဲ့တချင်းလေးကိုပို့သဘောကြာပေါ့ပို့သဘောကြာပြီးတော့ပြီးတော့ writer ရဲနောင်ကဒီဒီအမ story story ဘလို့ story book ဘလို့လေးလေးပေါ့နော်ဆိုတော့အဲ့ဘာကြီးကလဲကောင်းတယ် ရိုက်တော့လည်းတေချာလေးရိုက်ထားတယ်ဆိုတော့ဟိုဘယ်လိုပေါ့မလဲကိုလည်းနုပညာရှင်တယောက်အနေနဲ့အဲ့လိုဟိုတခြင်းကိုဝါသနာပါရဲလို့တခြင်းကိုချစ်တဲ့သူတယောက်အနေနဲ့ဒီကတပုတ်ကိုကုံချခံရတာအချိန်ပေးရတာပြောစိတ်ခံစားချက်တည်ပေါ့ဗောနော်အဲ့ဒီအပေါ်မှာတော့ပရိသတ်စီအာနေပြီးတော့ဟိုအပေးမှုလေးပြင်ရတယ်ဆိုတော့လဝမ်းသာတာပေါ့အမှန်တမ်းပြောရရင်တော့ကိုကတရုတ်ဆောင်စိုက်ကကြည့်လို့ရှင်တော့ကိုတရုတ်ဆောင်ပြီးနော်လာဒါအမှန်တမ်းပြောရင်ပြီးသွားတာပါပဲပေါ့ဒါပေမဲ့လည်းကိုလည်းတခြင်းချစ်တဲ့သူဖြစ်နေတဲ့အခါကျတော့ဟိုတခြင်းလောက်ရတာ အပိုင်းပေါ်မှာ like ကိုလှုပ်တဲ့တပုတ်တပုတ်ဆိုလို့ပြိသက်အတိမဲ့ပြုခံဘွားကြတော့မျိုးတို့အတွက်ကအဲ့လိုပေါ့မျောလင်းချက်တစ်ခုပဲပေါ့နော်အိမ်မက်တစ်ခုမျောလင်းချက်တစ်ခုလို့ပဲအဲ့အဲ့လိုသူလည်းအဲ့လိုသူ့ဆန္ဒလေးပေးမြောက်ပါစေစတောင်းပြပါတယ်ပြောပြပါစေဟုတ်ဟောကျွန်တော်ချင်းလေးကဒီဂျွန်းပေါ့နော်ဂျွန်းဒီဆယ်ရက်နေ့မတိုင်ခင်ပေါ့နော်အိုင်းလေးထူကျော်ထွက်ပို့လို့ထားတယ်အိုင်းချင်းလေးထွက်ရင်လည်းကျွန်တော်တရားလုပ်ထားပါပေါ့နော်အမလည်းအများကြီးပေါင်းကူညီပေးထားတယ်ကျွန်တော်လည်းကြွရင်တလားအကုန်ပေါ့နော်ဆန္ဒကိုကြိုးစားရအတွက်ထွက်လာရင်လည်းအပ်ပေးပါဦးခင်ဗျာ